ကာရဏပါဠိတုတ်တန်ဆိုတာရှိတယ်။နော်ကာရဏပါဠိတုတ်တန်နဲ့အဲ့ဒီတုတ်တမဦးရှင်တို့ကာရဏပါဠိပုံနာရေးဆိုတာရှိတယ်။ဦးရှင်တို့ရသော်ဗျာဟိုမလမင်းတို့ရဲ့နော်တိုင်းပြည်ဝေဒာလီဘိတတုတိရနော်အေးအဲ့ဒီမှာသူကနေတယ်ပေါ့အဲ့ဒီကာရဏပါဠိပုံနာရေးမှာသူနေနေရင်းနေတယ်ပိင်ခိယာနီလို့အမည်ရှိတဲ့ပုံနာကြီးတစ်ယောက်လည်းရှိတယ်။တနေ့တော့သူက ဒီမင်းကြီးမင်းသားတွေရဲ့အလုပ်ကိစ္စနဲ့မြို့လေးကိုသွားရင်းနဲ့ပိန်ပြီရန်ဒီလို့အမိရတဲ့ပုံသားကြီးနဲ့လမ်းမှာတွေ့တွေ့တဲ့ခါကျတော့သူကမေးတယ်ပေါ့အရှင်ပိန်ကြီးရန်ဒီအခုပဲကပြန်လာတော့တပိန်ကြီးရန်ကဘာပြောတော့ဆိုတော့ငါမြတ်စွာဘုရားကြီးကပြန်လာတာမြတ်စွာဘုရားဆိုတာကသူတို့ခေတ်ကတော့တချို့ကဂေါရမဗုဒ္ဓလို့ခေါ်ကြတာရှိတယ်ပေါ့အဲ့လိုမြတ်စွာဘုရားကြီးကပြန်လာတာဆိုတော့ကာရဏပါတိပုံသားကြီးကအရှင်နဲ့အဲ့ဒီရဟန်းဂေါရမကို သင်ဘလို့ထင်လေတဲ့သူ့ရဲ့ဉာဏ်ပညာအတိတ်ကိုသင်ဘလို့ခံမမိလေတဲ့အဲ့လိုမေးတဲ့အခါကျတော့ပင်ကြီးရာနေကဘာပြောလို့ဆိုတော့အရင်နဲ့ရဟန်းဂေါရမရဲ့ပညာအတိတ်ကိုသိဖို့ဆိုတာမလွယ်ဘူးတဲ့ငါကဘလို့လူလဲရဟန်းဂေါရမကဘလို့လူလဲရဟန်းဂေါရမရဲ့ပညာအတိတ်ကိုသိဖို့ဆိုတာရဟန်းဂေါရမလူလူမှတာလင်ဖြစ်နိုင်လိမ့်မယ်တဲ့ဒီစကားကလည်းပဲအလွန်စဉ်းစားရရှိပါတယ်ဟုတ်လား ်စွာဘုရားရဲ့ပညာအတိတ်နဲ့ကိုသိဖို့ဆိုတာမြတ်စွာဘုရားတပါးမှသာနဲ့ဖြစ်နိုင်တယ်အလွန်မှကြီးကျယ်တဲ့အတွက်ကြောင့်အဲ့လိုပြောတဲ့အခါကျတော့တော်တော်အံ့ဩသွားတယ်အရှင်ရဲ့တင်ဟာရဟန်းဂရမကိုချီးမွမ်းလာကြလားတဲ့ထပ်ပြောတယ်အဲ့လိုပြောတဲ့အခါကျတော့ဘေးရန်တွေကပြောတော့ဆိုတော့ငါကဘယ်လိုလူလဲရဟန်းဂရမကဘယ်လိုလူလဲတဲ့ရဟန်းဂရမကိုစစ်မှန်တဲ့နည်းနဲ့ချီးမွမ်းနိုင်တဲ့ဉာဏ်ပညာငါမှမရှိပါဘူးတဲ့ဟုတ်ပြောပြန်တယ်နော်ရဟန်းဂရမတိ ချီးမွမ်းအပ်ချီးမွမ်းတိုက်တဲ့အတွက်ကြောင့်ချီးမွမ်းခံရတဲ့ပုဂ္ဂိုလ်နတ်လူထွတ်တဲ့မြတ်တဲ့ပုဂ္ဂိုလ်ပါတဲ့ပြောချင်တာကသူဟာမြတ်စွာဘုရားကိုမှန်မှန်ကန်ကန်ချီးမွမ်းနိုင်တဲ့ဉာဏ်တောင်မရှိပါဘူးမြတ်စွာဘုရားတမန်ဉာဏ်နဲ့ချီးမွမ်းဖို့ပြည့်ပြည့်စုံစုံချီးမွမ်းဖို့ဆိုတာမလွယ်ဘူးဆိုတဲ့အထိပ်ပဲပြောတာအဲ့လိုပြောတဲ့အခါကျတော့အရှင်ဘိက္ခိယနီးတဲ့တင်ဟာဘာကြောင့်ယဟန်ဂေါရမရဲ့ပုံမှာဒီလောက်ကြီးကြီးညိုတာလဲတဲ့ အဲ့ဒါလိုပြောတဲ့အခါကျတော့မှပိကိယံကြီးကသူမြတ်စွာဘုရားကိုဘာကြောင့်ကြင်ညိုရသလဲဆိုတာကိုတရားတော်ရဲ့ဂုံကို၅ချက်လောက်အဲ့ဒီမှာထုတ်ပြန်ပြီးတော့မြတ်စွာဘုရားကိုကြင်ညိုခြင်းရဲ့အကြောင်းရင်းကိုသူပြောပြရတယ်။နော်။ဘာပြောလို့ဆိုတော့တိချက်မြတ်စွာဘုရားရဲ့တရားစကားကိုနာယူပြီးသွားပြီကြင်ညိုပြီးသွားပြီဆိုလို့ရှိရင်တခြားသောတမဏပြမဏပညာရှိသူတော်ကောင်းအမိခံတဲ့ပုဂ္ဂိုလ်တွေရဲ့တရားစကားကိုသိပြီးတော့နားမထောင်ရင်တော့ဘူးတဲ့။ ဥပမာဘာနဲ့တူတုံးဆိုလို့ရှိရင်အလွန်ကောင်းမွန်တဲ့အစာအာဟာရကိုဝါလေအောင်စားသုံးထားတဲ့ပုဂ္ဂိုလ်ဟာမကောင်းတဲ့အစာအာဟာရကိုမြင်ရင်စားခြင်းသိမရှိသလိုပဲတဲ့ဒါသူပေးတဲ့ဥမာနော်ဝါနေတာကဘာနဲ့ဝါနေတယ်ကောင်းမြတ်တဲ့အစာအာဟာရနဲ့ဝါနေတာနောက်ထပ်တွေ့တာကကောင်းတဲ့အစာမဟုတ်ဘူးမကောင်းတဲ့ကောင်းတဲ့အစာကိုတွေ့မယ်ဆိုရင်တောင်မှကောင်းတဲ့အစာနဲ့ပြည့်နေတဲ့လူဟာဒါစားခြင်းသိသိပြီးတော့ရှိမှာမဟုတ်ပါဘူးသူဝါနေတာဟုတ် အခုကဝနေရတဲ့အထဲမှာတွေ့တဲ့အစားစားကဘယ်လိုဟာဖြစ်နေလဲမကောင်းတဲ့အစားအစားအဲ့လိုဆိုရင်ကောင်းတဲ့အစားနဲ့ဝနေတဲ့လူကမကောင်းတဲ့အစားကိုသူမြင်လို့တာမျိုးမရှိဘူးတောင့်တတာမျိုးမရှိဘူးပေါ့ဟုတ်ရလားအေးအဲ့ဒါသူပထမပေးတယ်ဥပမာပဲအဲ့လိုပဲမြတ်စွာဘုရားရဲ့တရားစကားကိုနားပြီးရင်တခြားသောတမနာပြမနာပညာရှိသူတော်အမိခံတဲ့ပုဂ္ဂိုလ်တွေရဲ့တရားစကားကိုနားထောင်လို့စီမရှိဘူးဒါတိအချက်ပေါ့နောက်နှိအချက်သူဘာပြောလို့ဆိုတော့အရင်နဲ့ဟော အလွန်တရာဆာလောင်မှုတ်သိမ့်နေတဲ့ပုဂ္ဂိုလ်ဟာပြာမုံစုပ်ကိုရတဲ့အခါမှာအဲ့ဒီပြာမုံစုပ်ကိုဘယ်နာလေးကပဲကြိုက်ပြီးတော့စားလိုက်စားလိုက်အလွန်တရာချုံမြင်ကောင်းမြတ်တဲ့အရာတော်ကိုသူခံစားရတယ်။ဗာလိတော့လူနေပါသေးတယ်ဗာလိဖြည့်စီရလူပါသေးတယ်လို့သူစိတ်ထဲမှာခံစားချက်မရှိဘူး။ဟုတ်လားအဲ့ဒါလိုပဲတဲ့မြတ်စွာဘုရားရဲ့တရားစကားကိုနားလို့ရှိရင်ဗာလိတော့လူနေပါသေးတယ်ဘယ်နာလေးကတော့မကောင်းပါဘူးလို့အဲ့လိုခံစားချက်မရှိဘူး။ပြည့်ပြည့်စုံအောင်ကောင်းနေပေါ့။ ဓာတုပေးတဲ့နံပါတ်2ဥမာပေါ့နောက်ဦးဇင်းတို့နံပါတ်3သူပါဆက်ပြောလို့ဆိုတော့ဟောစန္ဒကူဏီတုံးကိုဖြစ်စေစန္ဒကူရွှေတုံးကိုဖြစ်စေရလာပြီဆိုလို့ရှိရင်အဲ့ဒီစန္ဒကူတုံးလေးကိုအဖျားကပဲဖြစ်ဖြစ်အရင်ကပဲဖြစ်ဖြစ်အလေကပဲဖြစ်ဖြစ်ဘယ်နာလေးကပဲနန်းလိုက်နန်းလိုက်ဒီစန္ဒကူတုံးလေးဟာမွေးပြန့်တဲ့ရှင်နံကိုရရတယ်။နောက်မွေးပြန့်တဲ့ရှင်နံကိုဖြစ်စေတယ်ပေါ့။အဲ့ဒီလိုပဲမြတ်စွာဘုရားရဲ့တရားကိုအစကပဲနာနာ အဆုံးကပဲနာနာအလဲကပဲထောက်ပြီးတော့နာနာဘယ်နာလေးကပဲနားထောင်လိုက်နားထောင်လိုက်စိတ်ထဲမှာကောင်းမြတ်တယ်ဆိုတဲ့ပီတိနဲ့ချမ်းသာရတယ်စိတ်ထဲမှာဝမ်းသာရတယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကသူကြည်ညိုတယ်ဆိုတာကိုသူကပြောတာဘယ်နှချက်ရှိပြီတော့သုံးချက်ရှိပြီနောက်လေးခုမြောက်ပါပြောတော့ဆိုတော့ပြင်းထန်တဲ့ယောဂဝိရဏနှိမ့်ဆက်ခံရလို့အလွန်တရာမှပင်ပန်းဆင်းရဲနေတဲ့ယောဂတွေတရား တေချာမောက်ပြောက်စီတဲ့စီးနီးကိုပြီးပြီးတော့ကျွမ်းကျင်တဲ့စီးစီဟာသူ့ရဲ့ထက်မြက်တဲ့စီးနဲ့ကုလိုက်တဲ့အခါမှာသူ့ရဲ့ယောဂါတွေကလုံးဝပြောင်းသွားတယ်။အဲ့ဒီဥပမာတိုင်းပဲတဲ့။မြတ်စွာဘုရားတည်းဟူသောတမားတော်ကြီးဟာတရားတော်တည်းဟူသောစီးနဲ့ဒီတတ္တဝါတွေတည်းဟူသောယောဂါတွေကိုကုစားတဲ့အတွေ့အကြုံ။နောက်ကိလေသာတည်းဟူသောအနာယောဂါပါလျားပြီးတော့ပျောက်ပြီးတော့နောက်တက်တာရာကိုရောက်တယ်ချမ်းသာခြင်းကိုရောက်တယ်။ဒါကြောင့်မြတ်စွာဘုရားကသူ့အလုံးမှာကြည်ညိုတယ်။ ဟောဒီအချက်ကြတော့တရားတော်ကိုဗာနဲ့ဥပမာပေးတော့ရှေးနဲ့ဥပမာပေးတယ်နော်ဒါဥစဉ်ကပို့ပြီးတော့ပြည်စုံအောင်ပြောလိုက်တာပါတရားကရှေးဆိုရင်တော့ဘုရားကတမားတော်ကြီးဖြစ်မှာပေါ့ဟုတ်လားအဲ့လို့ဆိုရင်ဒကာဓမ္မတို့ဥစဉ်တို့တွေကယောဂတဲ့ဖြစ်မှာပေါ့ဒကာဓမ္မတို့ကိုဥစဉ်တို့ကိုနှိပ်စက်နေတယ်မကောင်းတဲ့စိတ်တက်တယ်လို့ဆိုရမယ်အမြဲမြဲသောလောဘဒေါသမောဟကိလေသာတရားတွေကတော့ယောဂါတွေဖြစ်မှာပေါ့နော်။အေးဒါအတူပေးတဲ့လေးခုမြောက်ဥပမာ။နောက်၅ခုမြောက်သူကဘာပြောတုံဆိုတော့နေကာကလာကြီးနေကလည်းပူလိုက်တာ ခွေတွေတန်းနေနဲ့ခီးမှန်းပြီးတော့လာတဲ့လူတယောက်ရေကလည်းစားလိုက်တာမပြောနဲ့တော့ဒီကုလုံးလည်းပူလောင်အိုက်ရှာပြီးတော့နေတယ်အဲ့ဒီအချိန်မှာအလွန်တရာမှကြည်လင်တဲ့အေဂျင့်နဲ့တန့်ရှင်းတဲ့ကြာမျိုးငါးပါးနဲ့ပြည့်စုံတဲ့ရေကန်ကြီးတကံကိုတွေ့တယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာပထမဦးစွာအဲ့ဒီရေကြီးရေအေးကိုပထမလက်ခုပ်ကလေးနဲ့ခတ်ပြီးတော့တောင်းမယ်ဝါသွားပြီဟုတ်လားအဲ့ဒီလိုဝါသွားပြီဆိုတော့မှ အဲ့ဒီရေကန်လေးကိုဆင်းပြီးတော့တကောလုံးစိမ့်ပြီးတော့စိမ့်ပြီးနေပြီးချိုးမယ်ပေါ့ဟုတ်လားအဲ့ဒါလို့ဆိုရင်ရေကန်လေးအငတ်ပြေသွားပြီးအိုက်တာတွေပူတာတွေဆက်တာတွေလည်းပြေသွားပြီးဟုတ်လားအညစ်အကြေးတွေလည်းကင်းသွားပြီးတကောလုံးလည်းနှံ့ရှင်းကြည်လည်းအေးချမ်းပြီးတော့အစာလည်းပြေသွားပြီးဆိုတော့လုံးဝအဲ့ဒီအချိန်မှာသူဟာပြည့်ပြည့်စုံသွားပြီးပေါ့နော်အဲ့ဒီရေကန်ဘောကနေတက်ပြီးတော့အရေးကောင်းတဲ့အပင်တွေအောက်မှာသူထိုင်ပြီးတော့ဆာလောင်ခြင်းလည်းမရှိဘူးပူလောင်ခြင်းလည်းမရှိဘူးအညစ်အကြေးလည်းမရှိဘူးဂိုင်ဘလောက်ကောင်းတော့ ဟုတ်လားဒီရည်ကန်ကြီးရဲ့အစွမ်းတက်တဲ့ကြောင့်သူဟာအဲ့လိုအကျိုးကျေးဇူးကိုခံစားရတယ်။အဲ့လိုပဲမြတ်စွာဘုရားရဲ့တရားတော်ကို နားလဲရတယ်ဆိုလို့ရှိရင်စိတ်ထဲမှာဖြစ်နေတဲ့ပူလောင်မှုတွေညှဉ်းနှံမှုတွေဟုတ်လားဒါတွေကင်းပြီးတော့စိတ်ထဲမှာတဏှာဖြင့်ဆာလောင်မှုသိတဲ့သဘောဒါတွေကင်းပြီးတော့ဟုတ်ရလားဧကိရတာတရားနဲ့ပူလောင်တာတွေဒါတွေကင်းပြီးတော့အလွန်တရာမှမြင့်မြတ်တဲ့သဘောတန့်ရှင်းတဲ့သဘောမဖြစ်ပေဘူးလားဖြစ်နေ။အေးအဲ့ဒါကြောင့်မို့လို့လည်းပဲ ဒီလိုတရားဓူးတွေကိုဟောနိုင်တဲ့မြတ်စွာဘုရားကိုသူအလွန်မှကြည်ညိုတယ်လို့ဒါပေတဲ့ဘောင်သူတော်ကောင်းတို့တရားဓမ္မတို့ဦးဇင်းတို့ကံကောင်းလုံးလို့တိတ်ခွင့်ရတယ်နားထောင်ခွင့်ရတယ်ပြောခွင့်ဆိုခွင့်ရတယ်မြတ်စွာဘုရားရဲ့ဒေသနာတော်တွေဟာဒီအစွမ်းတတ္တိရှိပါတယ်လို့ဒါပင်ကြီးရန်ဒီပုံနာကသူ့ရဲ့အမြင်ကိုပြောပြတာဟုတ်ရလားဘယ်နှချက်ပြောတော့ဒီဥမာလေးတွေမမေ့သိဘူးလို့ထင်တယ်နော်အေးကောင်းမြတ်တဲ့အစာအာဟာရနဲ့ဝါနေတဲ့ပုဂ္ဂိုလ်ဟာမကောင်းတဲ့အစာကိုမတောင့်တသလိုမျိုး နော်ဆာလောင်းနေတဲ့ပုဂ္ဂိုလ်ဟာပြောင်းမုံစုကိုစားလိုက်ရတယ်လို့မျိုးနော်ဆန်တကူးတုံးကိုဘယ်နှားကပဲနှမ်းနှမ်းဝိပြန့်တဲ့ရင်နှံကိုရတယ်လို့မျိုးယောဂတဲ့ဟာကျွန့်ကျင်တဲ့ဆေးဆရာရဲ့ဆေးရဲ့အစွမ်းကြောင့်ယောဂံပျောက်သွားတယ်လို့မျိုးနပူလောင်အိုက်ဆက်ဆာလောင်မှုတ်သိမ့်နေတဲ့ပုဂ္ဂိုလ်ဟာကြည်လင်အေးချမ်းတဲ့ရေကံကိုတွေ့ရတော့တောက်ရချိုးရလို့နော်ဆာလောင်ခြင်းတွေပူလောင်ခြင်းတွေညှဉ်းနှွမ်းခြင်းတွေပျောက်သွားတယ်လို့မျိုးတရားတော်မှာဒီအစွမ်းတည်းမရှိဘူးလားရှိတယ် ဒါကြောင့်ပေးသက်ပေါင်းသူတော်ဟောတို့ကာလီနာဓမ္မတဝနာနော်အခါအားလျော်စွာဒီလိုအစွမ်းနဲ့ရှိတဲ့တရားတွေကိုနာယူကြည့်ယူပြီးတော့တကယ်ကောင်းကျိုးချမ်းသာကိုရအောင်ယူနိုင်ကြဖို့မလိုဘူးလားလိုပါလေဘဝဆိုတာပြဿနာပါနော်အေးတရားကတော့အဲ့ဒီပြဿနာကိုရှင်းမဲ့ဤပေါ့နော်ဘဝဆိုတာအပူပါတရားကတော့အေးချမ်းစီမဲ့အရာပေါ့မဆိုနိုင်ဘူးလားဗျာအေးဘဝကအရှုပ်ပဲတရားကတော့ရှင်းပင်မဲ့အရာပဲ တရားမရှိဘဲနဲ့ဘဝအရှုပ်ရှင်းနေဆိုတာဘယ်တော့မှမရှိဘူးတရားမရှိဘဲနဲ့ဘဝအပူအေးတယ်ဆိုတာဘယ်တော့မှမရှိဘူးပစ္စည်းတွေရှိကောင်းရှိမယ်ပညာတွေတက်ကောင်းတက်မယ်ဂုဏ်တွေရှိကောင်းရှိမယ်သို့တော်မအေးတာတော့အမှန်ပဲမရှင်းတာတော့အမှန်ပဲဟုတ်ရဲ့လားဘာကြောင့်လဲဆိုတော့ရှင်းတယ်အေးတယ်ဆိုတာတရားရဲ့နာမည်တစ်မျိုးလို့တောင်ဆိုလို့မရဘူးလားညာနော်ဒါကြောင့်ပေးတော်ပေါင်းတော်တော်တို့တရားဓမ္မကိုအခအားလျက်ဆိုတာနာယူကြည်ယူပြီးတော့ ငါးခုမြောက်ကာလင်နာဓမ္မတဝနာဆိုတဲ့မင်္ဂလာတရားနဲ့ပြည့်စုံအောင်ကြိုးစားအထောက်ကြဖို့မလိုဘူးလားလိုပါတယ်အဲ့တော့ဦးဇင်းတို့မင်္ဂလာတရားဘယ်နှပါးရှိသွားပြီတော့၅ပါးရှိသွားပြီเนาะပြန်ပြီးတော့အနှစ်ချုပ်ကြည့်မယ်เนาะကာရဝဆာ